ရှိတာပါဗျဒီကမ္ဘောဒါတစ်ခုလည်းရှိတာပါလားတခြားအရှိမလားပင်းစရာကမ္ဘောဒါတစ်ခုလည်းပါရှင့်အဲ့ဆိုရင်ဗောဒီဒီတိုးရပေါင်းဆိုရင်ဟောဒီဘလတ်လောက်များဒီပြီးချင်ရဖို့ရှိမှာအဲ့ဒါကျွန်တော်တို့မိသားစုစီးပွားရေး private ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖြစ်ကျွန်မမဖြစ်ကြပါဘူးဆိုလို့ရှိရင်အလုတ်ကြီးကြီးလုတ်တဲ့လူကဒီချင်းဝေများများရှိနိုင်ပါတယ်အဲ့ဒါဒီဒါဒါဒါမေးစရာအကြောင်းမရှိဘူးရှင်ကျွန်မထင်တော့ UEC ကကျွန်မကိုစစ်တယ်ပေါ့နော်စစ်တော့တရားတွေ့ရှိတယ်အဲတွေ့ရှိတာကျွန်မထင်တာတော့ဟိုပေါ့ကန့်ကွက်တဲ့လူရှိလို့လည်းဖြစ်မှာပါရှင်ကန့်ကွက်တဲ့လူရှိလို့ဖြစ်မှာပါရှင် ဲ့ကျွန်တော်အဲ့ဒါတော့ကျွန်မမသိပါဘူး။ဟိုကျွန်တော် UEC ကိုဟိုဟာရှင်းအတနာခံစားတင်လိုက်ပါမယ်ရှင်း။ဟိုအော်တိုဘာ16ရက်နေ့ကဟိုကျွန်မတို့ဟိုဟာပေါ့ကိုယ်စလဲလောင်းတက်တေကန်ကပ်ပြားကျွန်မကိုထုတ်ပေးပြီးဖြစ်ပါတယ်။ပြီး27ရက်နေ့ညမှာအကျွန်မတို့ဒီဒီအောင်ပဲဖြစ်တယ်ဆိုတာစာကျွန်မအကြောင်းကြားစာရတော့လေ။အကျွန်မ24ရက်နေ့ကကျွန်မ24ရက်နေ့ကပထမတော့ကျွန်မစာပဲယဉ်တင်လိုက်တာပါရှင်း။ဟိုအတနာခံစားတင်တယ်။ပြီးတော့တနေ့ကပေါ့နော်။တနေ့ကအော်တိုဘာ30ရက်နေ့ကတော့ကျွန်မ အဲကျမဟိုပါပေါ့တိန်ငါတောင်းပေါ့ကမ္ဘောဇာဘောင်တွင်းပြီးတော့မှကျမကျမကရိုးရိုးသားသားနဲ့အဲဒီပေးရရှိတောင်းဝင်လဲကျမတို့ညင်းပယ်တာမဟုတ်ဘူးအဲပြီးလို့ရှိရင်လည်းဒီရိုးကောက်ပွဲဝင်ခြင်းနဲ့အတွက်ကြောင့်မလို့ဒီလိုရက်တူတူတွင်းမှာဒီလက်များလေးဝေပမာဏတော့ကျမကမ္ဘောဇာဘောင်ပေးသွင်းထားပါတယ်ဆိုတာလည်းကျမ UEC ကို30ရက်နေ့ကဝေသွင်းပြီးတာနဲ့တပြိုင်နက်အဲကျမတစ်ခါလဲစာတင်ထားပါရှင့်စာနှစ်ဆောင်တင်ထားပါရှင့် ဟုတ်ကဲ့ပါဥက္ကဋ္ဌအင်းနေနဲ့ဒီလိုအခြေအနေမျိုးဖြစ်လာနိုင်ရယ်ဆိုတာကြိုပြီးတော့များတာခံမမိခဲ့သေးလားဘယ်လိုဖြစ်နေလဲ။ဟိုကျမကတော့ဗောကျမစီးပွားရေးလုပ်ငန်းဖြစ်တဲ့ခါကျတော့မိသားစုစီးပွားရေးဖြစ်တယ်နိုင်ငံရေးလည်းလုပ်တယ်ဆိုတော့ကျမချောင်းမလို့နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်ပေါ့နော်ဒါကျမသိပြီးသားဖြစ်ပါတယ်။မရှိပြီးတော့ကျမမပါခဲ့လို့ရှိရင်681ယောက်ကျန်ပါသေးတယ်။နော်အဲ့ဒါကြောင့်မလို့ဒီဒီကျမတို့ပါတီကိုနိုင်ငံအကျိုးပြုဖို့လို့အတွက် အဲရင်ကြည့်တယ်ဆိုလို့ရှိရင်ကျမတို့ပါတီကိုကျမရွေးကောက်ပွဲဝင်ရသည်ဖြစ်စီမဝင်ရသည်ဖြစ်စီကျမတို့ပါတီကိုမဲပေးကြပါလို့ကျမတို့ပြည်သူလူထုမဆန္ဒရှင်တွေကိုကျမမေတ္တာရက်ခံလိုပါတယ်ရှင်ရှစ်နှစ်တစ်ဆယ်နှစ်ကြာရင်အကျွေးကြည်သွားနိုင်တယ်လို့ဒေါ်တက်တက်ခိုင်ပြော68 residency အင်ယာစီမံကိန်းပြီးသွားပါကအတူရင်ပေါင်းဆက်ရင်းနဲ့နောက်ရှစ်နှစ်တစ်ဆယ်နှစ်ကြာရင်အကျွေးကြည်သွားနိုင်တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်တက်တက်ခိုင်ကပြောကြားလိုက်ပါတယ် ိုးဆုံးလုပ်ပါမယ်။ဒီခါကျတော့ဆရာမပြည့်ချက်ခံရရဲ့ဘာဖြစ်ကြတဲ့ကြောင့်မျိုးဒီလိုတော့ဒီဒီနဲ့ဒီတော့ဆရာမပြတ်နဲ့အမျိုးသားဆုံးတဲ့ဆရာမမြတ်ပါဘာမှမလုပ်ရှိနိုင်ဘူး။အဲ့ဒါကြောင့်မို့သူကဘုရားလို့တော်သွားတယ်။မင်းနဲ့တော့ဆုံးတဲ့ပေါင်းတာဖြစ်တယ်။အဲ့ဒါအဲ့ဒီခါလေးမှာရမယ်။ဆံမအားပေါ့မဲပေါ့နော်။အားဘယ်လိုလဲဆံမလည်းဒီကုတ်ကိုလည်းဖြစ်တယ်။အားစင်းတော့ဆံမကိုဆပ်ပုတ်လုပ်မယ်လို့လည်းများလိမ့်မယ်။အဲ့ခါကျတော့ဆံမလည်းကြော့သွားနိုင်တယ်။အောက်ပေါ်မှာဆံမကွန်ဆန်ပြီးရှိပါလိမ့်ရှင်။ NHK ပါဟုတ်ကဲ့ရှင်ကျွန်မအခုချိန်အထိကျွန်မပြောနိုင်တာတော့ကျွန်မ UEC ကိုအတနာခံစားတင်ထားတယ် UEC ကဒီအတနာခံစားအောင်လက်ခံလားပဲလက်မခံဘူးလားဆိုတာကျွန်မဒီနေ့ထိအကြောင်းမပြန်သေးဘူးဆိုတော့ဟိုဒီညီမမေးတဲ့မေးခွန်းကတော့တကယ်လို့ UEC ကကျွန်မအခွင့်မပြုဘူးဆိုရင်ဘယ်လိုပြင်ဆင်ထားလဲပေါ့နော်ဆိုလို့ရှိရင်ကျွန်မဒီပါတီတီထောင်တာလေးကိုကျွန်မပြောချင်ပါတယ်ရှင်ပါတီတီထောင်တော့ရရင်ကျွန်မတို့ကပါတီတီထောင်မယ်ဆိုတော့ရရင်ကျွန်မတို့ကအဲကျွန်မလူငယ်တင်ညာတတ်တယ်နဲ့ကျွန်မအလုပ်လုပ်ခဲ့ပါတယ် အဲ့ဒါအဓိကဘာလဲဆိုရင်အဖက်စီတစ်ခုမှာအခြေခံကောင်းရမယ်။အုံမြင့်ခံရမယ်။အဲ့ဒါဘာလဲဆိုပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းမှာချင်း။ပြီးလို့ရှိရင်ပါတီဖွဲ့စည်းပုံစည်းမျဉ်းအကုန်ကျမတို့နိုင်ငံတကာကဒီမိုကရေစီနိုင်ငံတွေရဲ့ဒီမိုကရေစီပါတီတွေရဲ့ဖွဲ့စည်းပုံစည်းမျဉ်းကိုလင့်လာခဲ့တယ်။အဲ့လူမျိုးပညာတတ်တွေပေါ့။ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်တို့ကျမတို့က နိုင်ငံရေးလည်းမလုပ်ချင်သေးဘူးမလုပ်ချင်ဒါပေမဲ့ anti tech party အစ်စ်ထောင်မယ်ဆိုကျွန်တော်တို့အားပေးမယ်ကျွန်တော်တို့ဝိုင်းပုံမယ်ဆိုပြီးတော့မှတို့တို့ဝိုင်းရှာပေးတယ်ဝိုင်းပြီးဖတ်ကြတယ်မပြီးလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်တို့ party ဖက်စီပုံစီမင်းကျွန်တော်ရေးခဲ့တာပေါ့နော်အဲရေးခဲ့တော့ရင်ကျွန်တော်တို့ party ဒီ programmatic party အနေနဲ့ဖက်စီမယ်ဆိုတော့ကျွန်မအနေနဲ့ပြောရတဲ့ 3P ပေါ့နော်ကျန်ရှိပြမပြရတဲ့ paternalistic party ဆိုတာ paternalistic party ဆိုတာဟိုဘဟုအုပ်စုစနစ်နဲ့တည်ထောင်ထားတဲ့ပါတီကျွန်တော်တို့အဲ့လိုလည်းမသွားချင်ဘူးနံပါတ်1 နံပါတ်1က personalistic party လူတိုးကြောက်တဲ့ကိုအရန်အမီတဟဲပြုတ်ပြီးတော့မှဒီလူမရှိရင်ပါတီမရှိဘူးဆိုတော့ပုံစံမျိုးကိုကျမတို့အဲ့ဒါလည်းကျမတို့မသွားချင်ဘူး။နောက်နောက်ဆုံးတစ်ခုကနောက်ဖို့ပြီးရတော့ programmatic party ပေါ့နော်။ဆိုလို့ရှိရင်ကျမတို့ကမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်အတိအကျရှိတဲ့ပါတီအနေနဲ့ကျမတို့သွားမယ်။ပြီးလို့ရှိရင်ကျမတို့ collective leadership ပေါ့နော်။ဆိုလို့ရှိရင်စုပေါင်းဥဆောင်ခြင်းနဲ့ကျမတို့သွားမယ်။ဆိုပြီးတော့မှဖက်စည်းပုံကျမတို့ပါတီဖက်စည်းပုံရှင်းပြမှာလဲအဲ့ဒါရေးခဲ့ပါချင်း။အဲ့ဒါရေးပြီးတော့မှကျမတို့ပါတီကိုစပြီးတော့မှတီထောင်တယ်ဆိုတဲ့နေရာမှာပါတီတီထောင်တယ်ဆိုတဲ့နေရာမှာနံပါတ်1 ပါတီစီးနေရတယ်ပေါ့နော်လက်မှတ်ဖြစ်ပိုကော်မတ်စ်ပါတီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပါတီအတွက်ပညာရှင်တွေကလည်းအရေးကြီးပါတယ်ဒီပါတီဖက်စီဘုံစီးနေမှာပဲကျွန်တော်တို့ရဲ့မူဝါဒတွေမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်တယ်ဆိုတော့မူဝါဒတွေအများအားဖြင့်လက်မူဝါဒတွေကျွန်တော်တို့ချက်သွင်းဝင်ရေးဆွဲခဲ့တာဖြစ်ပါချင်းအဲ့ဒါတော့ပညာရှင်တွေပေါ့နော်ပညာရေးဆိုပညာရေး expert တွေကျမ်းမာရေးဆိုကျမ်းမာရေး expert တွေဆက်တာကလူတိုင်းရအကောင့်ချက်ဖို့တာဝန်ရှိတယ် shared responsibility ပေါ့နော်တရက်တစ်ရက်တာဝန်ယူတာမဟုတ်ဘဲနဲ့ဒီအဖက်လုံးအဖက်လုံးပေါ့နော်ဘယ်လိုလုပ်ရအောင်အဖက်တစ်ဖက်လုံးတာဝန်ယူဖို့ တောင်းတောင်းရှိတယ်ဒါအကုန်လုံးသဘောတူပြီးဆုံးဖြတ်ထားတာကျွန်တော်တို့ဒီလိုပုံစံနဲ့ကျွန်တော်တို့သွားတာဖြစ်ပါရှင့်အဲ့ဒါကိုကျွန်တော်က collective leadership လို့ပြောချင်တယ်နော်အဲ့ဒါဖြစ်ပြီးတော့မှပြီးလို့ရှိရင် account ထဲပေါ်ရင်လည်းကျမတို့ကတိုးထွက်ထွက်ခိုင်းစီလို့မဟုတ်ဘူးလူတိုင်းကဟိုဟိုပေါ့ချေချေမက်မက်နဲ့ sound over ပေါ့ line ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်လူတိုင်းက account ထဲပေါ်ဖို့တာဝန်ရှိတယ် collective action ပေါ့ဆိုလို့ရှိရင်ကျမတို့ကဒီနိုင်ငံရေးပါတီတခုဆိုတာအများနဲ့တက်ဆိုင်တဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်ပြီးလို့ရှိရင်မူဝါဒနီလန်အဖြစ်ပြည်သူရဲ့နိုင်ငံအကျိုးပြည်သူအကျိုးဆောင်ရွက်မဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မလို့ ညကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အနေနဲ့ခုနကလိုပေါ့နော် collective action ဆိုတာအရေးကြီးပါတယ်ရှင်တူတူကြွတွဲပေါ့မိခုံနေတာမဟုတ်ဘဲနဲ့လူတိုင်းကသူ့အစ်စ်နဲ့သူပေါ့မြို့နယ်ဆိုလဲမြို့နယ်အစ်စ်ဦးဆောင်နိုင်ရမယ်ခရိုင်ဆိုလဲခရိုင်အတိုင်းဒေသကြီးပြည်နယ်ဆိုလဲအတိုင်းဒေသကြီးပြည်နယ်ပေါ့နော်ဘဟုအစ်စ်ဆိုလဲဘဟုဦးဆောင်နိုင်တာရှိရမယ်ဆိုပြီးတော့မှကျွန်တော်တို့ပါတီတွင်းမှာအချုပ်ပြောရင်တော့ democratic governance ပေါ့ democracy နီးလမ်းကြကျွန်တော်တို့ အုပ်ချုပ်စီမံတဲ့စနစ်အဲ့ဒါဘာလဲဆိုရင်ကျမတို့အောက်ခြေအတန်နေနားထောင်လဲပြီးလို့ရှိရင်ဒီ issue တွေစပွဲပေါ်တင်ပြီးဆွေးနွေးတယ်ဆွေးနွေးပြီးတော့မှအကုန်လုံးဝိုင်းပါပြီးဆုံးဖြတ်တယ်ပြီးလို့ရှိရင်အကုန်လုံးသဘောတူထားတဲ့ကိစ္စဖြစ်တဲ့အတွက်အကုန်လုံးကတက်တက်ကြွကြွအကောင့်ထဲပေါ်တယ်ဆိုတော့ပုံစံနဲ့ကျမတို့တဲတော့လည်းတေးတဲ့အလျောက်အခုကြီးလာတော့လည်းကြီးလာတဲ့အလျောက်ကျမတို့ဒီလိုအကောင့်ထဲပေါ်တဲ့အတွက်ကြောင့်မလို့အာကျမတို့ပါတီကဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မလို့အာပုံပုံချင်းရဟိုပါပေါ့နော်ပတ်တိုက်မှုလေးရှိပါတယ်လူဆိုတာလူရှိတဲ့ကတ္တနာရှိတာပဲဒါကြောင့်လည်းကျမတို့ဒီပါတီမူဝါဒ မူမူပေါင်ကြီးတဲမှာလူတိုင်းလူတိုင်းကယုံယုံချီချီနဲ့စီစီလောက်လောက်နဲ့ပါဝင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမမပါခဲ့လို့ရှိရင်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမဒီပါတီဥက္ကဋ္ဌအနေနဲ့ဆက်ရှိနေတယ်ကျမကပေါ့နော်ဒီ2025ခုနှစ်ဇန်နဝါရီတရက်နေ့တုန်းကရင်ကျမ ဒီမင်းကြီးဌာနနဲ့အားယူပြီးကျွန်မအိမ်ပြန်ရောက်တဲ့အချိန်တုန်းကစပြီးကျွန်မပါတီကိစ္စပဲဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်။ဆိုလို့ရှိရင်ပါတီကိုဥဆောင်မှုအားဖြင့်စနစ်အားဖြင့်အဲကျွန်မကျွန်မပါဝင်နေပါတယ်။နောက်တစ်ခုကတော့ဒီလိုမီဒီယာတွေနဲ့တွေ့ဆုံပြီးပြောဆိုခြင်းအားဖြင့်ပါတီ branding ပေါ့နော်။အစသဖြင့်ဒါတွေကျွန်မတို့ဆောင်ကျွန်မအနေနဲ့ဆောင်ရွက်နေပါတယ်ရှင်။ ုံးလုံးရှိကျွန်မကအရင်တုန်းကကျွန်မကဟို2016နဲ့2020တော့ကျွန်မတို့တကောင်မဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်။ဒါ2020မှာကျွန်မမရန်ကုန်မဲဆန္ဒနယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ရှင်းပြခဲ့တဲ့နေရာမှာကျွန်မမနိုင်ခဲ့ပါဘူး။ဟိုရှုံးခဲ့တယ်ပေါ့နော်။ဆိုလို့ရှိရင်ကျွန်မပြည်သူ့လွှတ်တော်ကနေအခုဒီချိန်မှာတော့အမျိုးသားလွှတ်တော်ဘာကြောင့်ပြောင်းပြီးပြိုင်တာလဲဆိုလို့ရှိရင်ကျွန်မအမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်မှာကျွန်မပိုက်တောင်းတာဖြစ်ခဲ့တယ်။ကျွန်မရတဲ့မဲတွေကကျွန်မတိကျတော့ခံစားရတာမဟုတ်ဘဲနဲ့ကျွန်မမဲဆန္ဒနယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်1မှာပါတဲ့ဟိုမြို့နယ်၈ခုစလုံးမှာ ဟို TPR ပေါ့နော်အချိုးကျပုံစံပြုစနစ်မှာတွက်လို့ရှိရင်ဒီအချိုးများအောင်လို့ပြန်ကျွန်မကအမသာလွတ်တော် FPTP အဲဒီမဲများဆုံးရသူအနိုင်ယူစနစ်နဲ့ကျွန်မပြိုင်တာဖြစ်ပါချင်းဆိုလို့ရှိရင်ကျွန်မမပါနိုင်လို့ရှိရင်တော့ဒီမဲတွေကအာဒီမဲတွေကဟိုပါပေါ့နော်ကျွန်မကိုပေးမဲ့မဲတွေမရနိုင်ဘူးဒါကြောင့်လည်းကျွန်မက တာရခံချင်တာကကျွန်တော်တို့ပါတီဒီလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဥဆောင်မဲ့ပါတီဖြစ်တယ်ဒီဒီနေရာမှာကျွန်တော်တို့ကဒီအာတာတာပေါ့နော်အာတာနာပေါ့ပြီးလို့ရှိရင်လည်းကျွန်တော်တို့ငင်းချရေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအသင့်တင့်သမားတွေဖြစ်တယ်ကျွန်တော်တို့ဒီတော်လန်ရေးကိုမယုံကြည်ဘူးကျွန်တော်တို့ပါတီကတိဆောက်ရေးကိုယုံကြည်တယ်ကျွန်တော်တို့ကထိတ်တိုက်ရင်ဆိုင်လာတယ်ကိုကျမတို့မယုံကြည်ဘူးကျမတို့ကမိမဲဆွေးနွေးပြီးတွားတာကိုယုံကြည်တယ်အဲ့ဒါကြောင့်မို့ကျမတို့ပါတီဒီငင်းချမ်းရေးအတွက်လဲဟုတ်ပါတော့အက်တာကောင်းဖြစ်မယ်ပေါ့နော်ဒီနိုင်ငံရေးပါတီတစ်ခုအနေနဲ့ငင်းချမ်းရေးဆွေးနွေးပွဲရမှာလဲကျမတို့က ခန်းကဏ္ဍဟိုကျွန်တော်တို့အစွမ်းစားပြနိုင်မယ်ပေါ့နော်ဒါရလထွက်အောင်လုပ်နိုင်မယ်ပြီးလို့ရှိရင်ပြည်သူလူထုရဲ့လူမှုစီမံခန့်မျိုးတိုးတက်ရေးအတွက်လည်းကျွန်တော်တို့နှံ့နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးလို့ရှိရင်ဒီဒီရွေးကောက်ပွဲပေါ့နော်အခုဒီဒီဇင်ဘာ28ရက်နေ့မှာလုပ်မယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ပါတီအနေနဲ့အဲကျွန်မအပါဆိုရင်682ယောက်အော်ကျမတို့ရှိပါတယ်ရှင့်ရှိပြီးတော့ကျမမပါခဲ့လို့ရှင့်682ယောက်ကြာမှာနေတယ်ဒါကြောင့်အကြောင်းမလို့ဒီဒီကျမတို့ပါတီကိုနိုင်ငံအကျိုးပြုဖို့လို့အတွက် အဲကျွန်တော်ကြည့်ရဆုံးလို့ဆိုကျမတို့ပါတီကိုကျမရွေးကောက်ပွဲဝင်ရသည်ဖြစ်စေမဝင်ရသည်ဖြစ်စေကျမတို့ပါတီကိုမဲပေးကြပါလို့ကျမတို့ပြည်သူလူထုမဆန္ဒရှင်တွေကိုကျမမြစ်တာရက်ခံလိုပါတယ်ရှင့်အဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမ27ရက်နေ့ကစတည်တယ်ပေါ့နော်27ရက်နေ့ကအောက်တိုဘာ27ရက်နေ့ကတည်တယ်အောက်တိုဘာ20 96လောက်ဆိုပါတီမှာရောဒီပြည်တွင်းမှာရောမဆန္ဒရှင်တွေအကုန်တည်ပြီပေါ့နော်တည်တဲ့အချိန်မှာ28ရက်နေ့ နှစ်ရှစ်နှစ်ကို33ကျစ်ပေါ့အောက်တိုဘာမှာ၄ရက်တခုနိုဝင်ဘာမှာ၁ရက်မှာဒီ9ရက်မှာကျမဘာမှအလုပ်မလုပ်နိုင်ဘူးဖြစ်မှာလေအဲကျမမြေပြင်မှာရှိတဲ့ကျမရဲ့မဲဆန္ဒနယ်မှာရှိတဲ့အဲမဲဆန္ဒနယ်အသီးသီးမှာရှိတဲ့ကျမရဲ့လွတ်ပေါ်ကင်မဲ့တွေကတက်တက်ချွတ်ချွတ်နဲ့အလုပ်လုပ်နေကြတာဖြစ်ပါလေရှင်အဲပြီးလို့ရှိရင်ကျဟိုကျမတို့ဥက္ကဋ္ဌပေါ့ကျွန်တော်တို့ကျမတို့ဥက္ကဋ္ဌကဒီလိုဟိုပါပေါ့နော်အခက်အခဲကိုရင်ဆိုင်နေရတဲ့အတွက်ဒီလိုပြဿနာကိုဖြေရှင်းနေရတဲ့အချိန်မှာသူတို့အလုပ်ကိုကြိုးစားမယ်ဆိုတာကျမကို ဟိုကတိပြုကြပါလားရှင်။နော်အဲ့ဒါအကြောင်းမလို့။နော်အဲ့ဒါအကြောင်းမလို့ပေါ့နော်ကျွန်တော်တို့ကမူဝါဒနဲ့လောက်လားလားဆိုအတိအကျရှိတဲ့ပါတီဖြစ်တယ်။ပြီးလို့ရှင်အမျိုးသမီးတွေအမျိုးသားတွေလူကြီးလူငယ်လူလတ်တိုင်းရင်းသားတွေအကုန်လုံးဟိုပါဝင်နိုင်အောင်ဒီဖက်စည်းထားတဲ့ဒီဒီနိုင်ငံရေးအစင်းကြံကြီးဖြစ်တယ်ပေါ့နော်။ဒီစင်းကြံကြီးပေါ်မှာရှောက်ကြတဲ့သူတွေကလည်းဒါတိုင်းပြည်ကိုဟိုဒီပြည်သူကိုစူးစမ်းပြုပြီးတော့မှလွှတ်တော်ထဲမှာ ်ပြည်သူကိုစားပေါ့နော်ဟိုဆောင်ရွက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပါဝင်ကြတာဖြစ်ပါလိမ့်ရှင်အဲ့ဒါကြောင့်မို့ကျမတယောက်တည်းမပါတာကိုမကြည့်ပဲနဲ့ကျမဒီပါတီမှာရှိနေပါတယ်ပါတီမှာပါတီဥက္ကဋ္ဌအနေနဲ့ရှိနေတယ်ကျမဟိုရွေးကောက်ပွဲဝင်နေဖြစ်စေမဝင်နေဖြစ်စေကျမတို့ပါတီရဲ့မူဝါဒတွေကိုအကောင့်ထက်ဖော်ဆီချင်တယ်ဆိုလို့ရှိရင်နော်ကျမတို့ပါတီကိုမဲပေးကြပါလို့ကျမကတော့အမဲဆန္ဒရှင်ပြည်သူလူထုကိုကျမမေတ္တာရပ်ခံခြင်းပါလိမ့်ရှင်ကျေးဇူးပါရှင်ဘယ်လိုလဲဘယ်လိုလဲ ပိုးစိုးဆောင်ကြီးအများကြီးပဲပေါ့နော်အများကြီးတင်တာပုံစံကြီးတင်မှာတော့ဒီကဝင်နေတိုက်ခိုက်ဒါလေးပြီးရင်နောက်ဆိုးတော့တင်းမြတ်သွားလို့ပဲစစ်စစ်ရစစ်တဲ့ငယ်ကိစ္စကအဓိကအခြားအကြောင်းအရာများရှိသလားပေါ့နော်ဒါလေးအတိအကျပါလေနောက်တစ်ခါအဲပြီးသူရှိအောင်ပါရီကဥက္ကလာကြီးခုလိုဖြစ်သွားတဲ့အချိန်မှာလဲပြုံသွားကြအောင်နော်လဲပြုံသွားကြအောင်အလုံးကတွန်းတိုက်နေအဲပါတီရေးတဲ့မျိုးသားကြီးကိုလုံးကြီးကြတော့အတွေ့ရတယ်အဲတွေ့ရတော့အထူးဖြင့်ဥက္ကလာကြီးကသူကအစိုးရထဲကိုရောက်ဖို့အတွက်တွန်းအားပေးနေရတယ် တွေ့ရတယ်အဲ့တော့ဥက္ကရာကြီးကနိုင်ငံကြီးကိုစိတ်ပြက်သွားတာလားဆက်တော့မှာပါဘောနော်ဒါကဂိရိရှင်ဘာဒီကအဲ ကိုစလေလောင်းအရေးချင်းပြည့်ရင်းလာကြောင်းရွေးကောက်ပွဲရှင်ပြိုင်ခွင့်မရတဲ့အပေါ်ဒေါ်သက်သက်ခိုင်ကဒီကနေ့နိုဝင်ဘာတရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောကြားချိန်မှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါအကျွေးတွေကိုအတိုးပေးထားတာဖြည်းဖြည်းနဲ့မှန်မှန်ဆက်သွားရမှာပေါ့နော်ဆိုတော့အတိုးပေးထားမယ်ပြီးလို့ရှိရင်တချိန်ကြာရင်ဒီစီမံကိန်းကြီးပြီးသွားတဲ့အချိန်ကြာရင်အတိုးရင်ပေါက်ဆက်သွားမယ်ရှင်းနှစ်၁၀နှစ်စတဲ့အချိန်မှာဒါကြေသွားမယ်ပေါ့နော်ကျမတို့အဲ့လိုစီစဉ်ထားပါတယ်ရှင်းလို့ဒေါ်သက်သက်ခိုင်ကပြောပါတယ် ကိုစလေလောင်းစည်ရင်ကနေပယ်ဖြက်ခံခဲ့ရတဲ့ဒေါ်သက်သက်ခိုင်ဟာကဘာအေးဖျားလန်းနဲ့ဆရာဆန်လန်းတောက်မှရှိတဲ့68 residence အင်ယာစီမံကိန်းတိဆောက်ရေးအတွက်ချင်းငွေရယူရာကနေအကျွေးတင်ရှိနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအကျွေးပြန်ဆက်ဖို့ရှိတာကြောင့်ဆိုတဲ့အချက်ကြောင့်ပဲရွေးကောက်ပွဲဥပဒေပုံမှန်ရှိကနေညှိစုံပြီးအမျိုးသားလွတ်တော်ကိုစလေလောင်းဖြစ်ကပယ်ဖြက်ခံထားရတာပါ။ ကျမအခုချိန်ထိကျမပြောနိုင်တာကတော့ကျမ UEC ကိုအတနာခံစားတင်ထားတယ် UEC ကဒီအတနာခံစားကိုလက်ခံလားပယ်လက်မခံဘူးလားဆိုတာကျမကိုဒီနေ့ထိအကြောင်းမပြန်သေးဘူးလို့ဒေါ်သက်သက်ခိုင်ကပြောပါတယ်ရွေးကောက်ပွဲပြန်လဲဝင်လို့တဲ့အတွက်ကမ်ဘောဇာဘန်ကိုသူ့ရဲ့လုပ်ငန်းကပေးရန်ရှိအကျွေးကိစ္စတွေနဲ့ပတ်သက်ပြီးအော်တိုဘာလ30ရက်နေ့ကပေးချေရန်ရှိတဲ့ထဲက3,500တွင်းပြီဖြစ်ကြောင်း UEC ကိုတင်ပြခဲ့တယ်လို့လည်းသူကပြောပါတယ် ဒေါ်သက်သက်ခိုင်အနေနဲ့အကျွေးပေးချေရန်အတွက်ကမ်ဘောဇာဗန်တစ်ခုသာရှိပြီးလုပ်ငန်းရဲ့စီးပွားရေးအကျက်တဲကြောင့်ချင်းငွေယူထားရတာဖြစ်ပြီးဗန်ကိုပေးရမယ့်ငွေကြေးစုစုပေါင်းဘလောက်လဲဆိုတဲ့မေးခွန်းကိုတော့မိသားစုစီးပွားရေးရဲ့ quality ဖြစ်တဲ့အတွက်ကြောင့်ဆိုကမဖြေကြပါဘူး။အားလုံးပြေးပါမယ်ပေါ့နော်အဲ့ဒီပြချက်မှာအဲနည်းနည်းတကယ်တော့ကျွန်တော်ပါတီစတီထောင်တော့ရယ်နိုင်ငံရေးပါတီချက်ကျွန်တော်တို့ကနိုင်ငံအရေးပို့အရေးကြီးတယ်ဆိုတာဒါပါတီထဲမှာလည်းအကုန်ပါတီဝင်တွေရောကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေအမှုဆောင်တွေရောအကုန်ပြောထားပြီးသားဖြစ်ပါတယ်ရှင့် ဆိုလို့ရှိရင်နိုင်ငံအရေးကိုလှုပ်ချင်လို့ဒီပါတီဒီ platform တစ်ခုအနေနဲ့အသုံးပြုတာဖြစ်ပါတယ်ဆိုလို့ရှိရင်ကျွန်မပါရသည်ဖြစ်စေမပါရသည်ဖြစ်စေဒီကျွန်တော်တို့နိုင်ငံရေးပါတီရဲ့အောင်မြင်မှုကျွန်မဘာနဲ့တိုင်းတာခြင်းလဲဆိုရင်ကျွန်တော်တို့နိုင်ငံရေးပါတီဆိုတဲ့ဒီနိုင်ငံရေးစင်ချံပေါ်ကနေပြီးတော့မှကျွန်တော်တို့ဟိုနိုင်ငံသားတစ်နှစ်ယောက်ကိုလွှတ်တော်လဲပို့နိုင်ပို့လိုက်နိုင်လဲပြီးလို့ရှိရင်နိုင်ငံသားတစ်နှစ်ယောက်ကိုအစိုးရဖွဲ့တယ်ပို့လိုက်နိုင်ပြီးတော့တိုင်းပြည်အကျိုးဆောင်ရွက်နိုင်လဲဆိုတာလဲကျွန်မတိုင်းတာခြင်းနောက်အဲ့ဒါကြောင့်မလို့ကျွန်မနိုင်ငံရေးကိုစိတ်မပြတ်ပါဘူးနိုင်ငံရေးကိုလှုပ်ချင်လို့ကျွန်မလှုပ်ပါတယ် ညာစိတ်မပြတ်ပါဘူးအခုလွတ်တော်လည်းမပါဘူးရွေးချယ်ပေးမှပါရသည့်တန်အောင်တော့မှကျွန်မဆက်လက်ပြီးတော့မှနိုင်ငံရေးပေါ့နော်ကျွန်မဒီကျွန်မလည်းပြောထားပါတယ်ကျွန်မပါရသည့်ဖြစ်စေမပါရသည့်ဖြစ်စေကျွန်မဒီဒီအွန်လိုင်းရေးကာလရက်60ဆင်မှာတော့ကျွန်မဒီနေ့ကနေစပြီးပေါ့နော်ဒီနိုဝင်ဘာလ10ရက်နေ့ကနေစပြီးတော့မှ အဲကျွန်တော်ဒီစင်မှာ26မိနစ်ထိပေါ့နော်ကျွန်မဟိုတက်တက်ချောချောနဲ့ကျွန်မခင်းလေးချက်တောင်ပို့ပြီးကျွန်မအလုပ်လုပ်ပါမယ်ဆိုတာကျွန်မကျွန်မရဲ့ဟိုလက်ပေါက်ကင်မက်တွေလည်းကျွန်မတတိပေးထားပါတယ်ရှင့်ဟိုစိတ်ပြတ်တာလုံးဝမရှိပါဘူး။နော်ဒီလိုတင်းစာရှင်းလင်းပွဲပေါ့နော်အလုပ်ရချင်းအကြောင်းရင်းကတော့နံပါတ်1ကတော့ရည်ရွယ်ချက်ပေါ့နော်ရည်ရွယ်ချက်နံပါတ်1ကတော့ကျွန်မနိုင်ငံရေးပါတီနဲ့ကျွန်မတို့မိသားစုစီးပွားရေးကိုပြည်သူလူထုကပေါ်ပေါ်ပြားပြားမြင်စေချင်လို့ဖြစ်ပါတယ်ရှင့် ကျွန်တော်နိုင်ငံရေးပါတီဒီအခုမှ6နှစ်သားပါတီဖြစ်တယ်အပြီးလို့ရှိရင်အလူရှင်ကြီးကြီးမားမားမရှိဘူးလူတိုင်းလူတိုင်းကကိုယ့်အိတ်ဆိုင်ပြီးတော့မှအလုံးလုံးနေရတဲ့အတွက်ရန်တယ်တွေလည်းအများကြီးမရှိဘူးလုံးဝမရှိတာတော့လည်းမဟုတ်ဘူးအပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဘန်ဒါရေးစီးမင်းတွေကျွန်တော်တို့တေချာရေးဆွဲထားတယ်ဒီဘန်ဒါရေးစီးမင်းအတိုင်းကျွန်တော်တို့တုံးဆွဲနေတယ်အလိုက်နာတုံးဆွဲနေတယ်အဲနောက်တော့ကျွန်တော်တို့ပါတီ6နှစ်အတွင်းမှာလည်းနှစ်တိုင်းပဲကျွန်တော်တို့စီးရင်စစ်စစ်ဆေးခံတယ်စီးရင်စစ်ဆေးခံပြီးစီးရင်စစ်ဒီ CPA ပေါ့နော်ဒီစီးရင်စစ်တွေရဲ့စီးရင်စစ်ဆေးခံတဲ့ခံထားတဲ့ဒီဒီ အစီရင်ခံစာပေါ့စီးရင်စစ်အစီရင်ခံစာတွေကိုလည်းကျွန်တော်တို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကိုနှစ်နှစ်တိုင်းကျင်းပါလေရှင့်အဲ့ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံရေးပါတီနဲ့ကျွန်မရဲ့စီးပွားရေးမှာအခုကျွန်တော်ဆင်ပြခဲ့တယ်ကျွန်မမိသားစုစီးပွားရေးမှာရင်ဆိုင်နေရတဲ့အခက်အခဲနဲ့ဘာမှမသက်ဆိုင်ဘူးဆိုတော့ကျွန်မပြည်သူလူထုကိုပြောချင်တဲ့အတွက်နံပါတ်1ဒီနေ့ကျွန်တော်တည်တံ့ပေါ့နော်သတင်းစာရှင်းလင်းပွဲလုပ်တာဖြစ်ပါတယ်ဒါဒုတိယလုပ်တာကတော့ဘာလဲဆိုရင်ကျွန်မဒီအဲကျမဒီနိုင်ငံရေးပါတီနဲ့ကျမစီဝါးမိသားစုစီဝါးရေးနဲ့မသက်ဆိုင်ဘူးဆိုတော့ညာလဲကျမတယောက်ထဲကမိသားစုစီဝါးရေးမှာလဲပါနေတယ်ကျမဒီပဲ နိုင်ငံရေးပါတီရဲ့ဥက္ကဋ္ဌတယောက်ဖြစ်တဲ့အခါကျတော့ကျွန်မပြည်သူလူထုနဲ့ရိုးသားတဲ့ဆက်ဆံရေးကျွန်မတည်ဆောက်ချင်တဲ့အတွက်ကျွန်မမှဒီအခက်အခဲတွေကြုံခဲ့ရပါတယ်ဆိုတဲ့ခါလေးကိုကျမလည်းအမှန်တိုင်းကိုကျမပြည်သူလူထုကိုရှင်းလင်းတင်ပြချင်တာဖြစ်တဲ့အတွက်ဒီနေ့မီဒီယာကြီးရင်းနှီးကိုခေါ်ပြီးတော့မှကျမသတင်းစာရှင်းလင်းပွဲဆောင်ရွက်တာဖြစ်ပါချင်။နောက်တတိယရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်အဲကျမကျမပါတီဘက်ပြောလို့ရှိရင်ကျမကျမအခုအလုံးမလုံးနိုင်ဘူးအလုံးရှုံနေတယ်ကိုယ်ခွင့်ဆိုင်နေတဲ့အချိန်မှာကျိုးကျိုးဆန်းဆန်းနဲ့ဒီအောင်နိုင်ရေးကာလမှာ ဆောင်ရွက်နေကြတဲ့အတွက်ကျေးဇူးတင်ကြအောင်ပေါ့နော်ကျမရဲ့လက်ပေါ်ကင်ဘက်တီကွန်ဆယ်လန်လောင်းတွေကျေးဇူးတင်ကြအောင်အမှုဆောင်နေပါတီအမှုဆောင်ပါတီဝင်တွေကျေးဇူးတင်ကြအောင်ကျမပြောင်းချင်တာဖြစ်ပါတယ်ချက်ဒုတိယကျေးဇူးတင်တာကတော့ကျမတို့စီးပွားရေးလုပ်ငန်းကကျမနဲ့ကွန်ဂျုံဝင်အိမ်တော်ရှာတော့ဝင်အိမ်တော်တက်လဲ30တက်နဲ့ရှိပါပြီစီးပွားရေးလုပ်တာလည်း30တက်နဲ့ရှိပါပြီအဲ့တော့ဝင်စပြီးတော့မှကျမတို့မိသားစုစီးပွားရေးမှာပါဝင်ခဲ့ကြတဲ့ဒီနေ့ထိပါဝင်ခဲ့ကြတော့ကျမတို့ရဲ့ဝန်ထမ်းတွေပေါ့နော်အခုချိန်မှာကျမတို့စီးပွားရေးမှာအခက်အခဲတွေတအားကြုံနေတယ် အငွေကြီးကြီးပေါ့နော်အကျက်သေးဂျုံနေတယ်အဲ့လိုဂျုံနေတဲ့အချိန်မှာလဲဟိုဒီဒီမလျှော့သောဇွဲလုံးလာနဲ့ကိုအောင်ကျော်ဝင်းရဲ့ဥဆောင်မှုအောက်မှာအဲဒစုဒစီတဲ့နဲ့ကျမတို့ဆောင်ရွက်နေကြတဲ့အတွက်ကျမတို့ရဲ့မိသားစုအဲစီးပွားရေးရဲ့ဝန်ထမ်းတွေကိုလည်းကျမကျေးဇူးတင်ပါရှင့်အဲနောက်တစ်ခါတော့ကျမတို့ဒီ68 residency launch လုပ်စဉ်တုန်းကကျမတို့ရုံရုံချီချီနဲ့အားပေးခဲ့ကြတဲ့အခန်းရှင်တွေလည်းကျမကျေးဇူးတင်ပါတယ်ကျမတို့ဘက်ကပြတ်ပွက်နေတာကတော့နံပါတ်1က အဲကျမတို့ဘက်ကပြက်ကွက်နေတဲ့နံပါတ်၁ကတော့ဘာလဲဆိုရင်ကျွန်တော်အချိန်မီအခန်းကိုမအပ်နိုင်ဘူးပေါ့နော်တိုးတော်လဲကျမတို့ဒီအဆောက်အဦကိုပြီးအောင်ဆောက်ပါမယ်86ရာခိုင်နှုန်းလည်းပြီးနေပါပြီအဲကျမပြီးအောင်ဆောက်ပါမယ်ပြီးရင်အခန်းအခန်းကိုပေးချာ အတေချာအပ်ပါမယ်အဲတိုးတော်လဲပေါ့နော်ကျွန်တော်တို့အကြောင်းကတော့အဒီဟိုပါပေါ့ရှင်1 US ဒေါ်လာကို980နှုန်းနဲ့တင့်ပြီးတော့ရောင်းခဲ့တယ်အခုချိန်မှာတော့4000လောက်ဖြစ်နေပြီဆိုတဲ့အခါကျတော့ဒီဝယ်ထားတဲ့သူတွေလည်းကျွန်တော်တို့ကိုယုံကြည်လို့ရင်းနှီးမြှုပ်နှံထားတဲ့အခန်းရှင်တွေလည်းအချိုးအမြတ်တစ်ခုတော့ရှိနေတဲ့အတွက်ပေါ့နော်အစိုးရရအကောင်ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ရှင်အဲနောက်တစ်ခုမေးတာတွေတော့အများကြီးပဲဒီ residential visa အပြင်ခြားအကြောင်းအရာရှိသလား ပြည့်ပြည့်ခံရတဲ့ပြီးသားလေအဲဟိုဟာပေါ့ရှင်ကျွန်မကျွန်တော် UEC ကကျွန်မကိုစစ်တယ်ပေါ့နော်စစ်တော့တရားကိုတွေ့ရှိတယ်အဲတွေ့ရှိတာကျွန်မထင်တာတော့ဟိုပေါ့ကန့်ကွက်တယ်လို့ရှိလို့လည်းဖြစ်မှာပါရှင်ကန့်ကွက်တယ်လို့ရှိလို့ဖြစ်မှာပါရှင်အဲကျွန်မအဲ့ဒါတော့ကျွန်မမသိပါဘူးအဲ့ဒီအပိုင်းတော့ကျွန်မမသိပါဘူးရှင်သိတယ်ဟုတ်ပါဘူးဟို ဒီကိုယ်စားလှယ်လောင်းကပ်ပေါ့နော်ရာပြီပြီလို့သိရပါတယ်အဲ့ဒါကနေပေါ့နော်အခုဒီလိုမျိုးအခုလိုဖြစ်သွားတယ်ဆက်ပြီးတော့ဟာလူကြီးတွေကတော့တာခဏပြောကြတယ်ဒါလေးညပြောကြတယ်ဟုတ်ကျွန်တော် UEC ကိုဟိုဟာရှင်းအတနာခံစားတင်လိုက်ပါမယ်ရှင်းဆိုတော့အော်တိုဘာ16ရက်နေ့ကဟိုကျွန်မတို့ဟိုဟာပိုဆယ်လောင်းတက်တီကန်ကပ်ပြားကျွန်မထုတ်ပေးပြီးဖြစ်ပါတယ်ပြီး21ရက်နေ့ညမှာကျွန်မတို့ဒီတရားဥပဒေဖြတ်တယ်ဆိုတာစာကျွန်မအကြောင်းကြားစာရတော့လေကျွန်မ24ရက်နေ့ကကျွန်မ ့24ရက်မြောက်ဟိုပထမတော့ကျွန်မစာပဲယဉ်တင်လိုက်တာပါရှင့်ဟိုအတနာခံစားတင်တယ်ပြီးတော့တနည်းပါတော့တနည်းအောက်တိုဘာ30ရက်နေ့ကတော့ကျွန်မအာကျွန်မဟိုပါပေါ့တိန်ငါတောင်းပေါ့ကမ္ဘောဇာဘောင်တွင်းပြီးတော့မှကျွန်မကျွန်မကရိုးရိုးသားသားနဲ့အဲဒီပေးရရှိတောင်းဝန်လဲကျွန်တော်တို့ညင်းပယ်တာမဟုတ်ဘူးအပြီးလို့ရှိရင်လည်းဒီရွေးကောက်ပွဲဝင်ခြင်းနဲ့အတွက်ကြောင့်မလို့ဒီလိုရက်တိုတို့အတွင်းမှာဒီလောက်များတဲ့ငွေပမာဏအောင်ကျွန်မကမ္ဘောဇာဘောင်ပေးသွင်းထားပါတယ်ဆိုတာကိုလည်းကျွန်မ UEC ကို30ရက်နေ့ကငွေသွင်းပေးတာနဲ့တပြိုင်နက်အဲကျွန်မတစ်ခါလဲစာတင်ထားပါရှင့်စာနှစ်ဆောင်တင်ထားပါရှင့် ုတ်ကဲ့ပါအခုအရင်နည်းဒီလိုအခြေအနေမျိုးဖြစ်လာနိုင်ရဲဆိုတာတူပြီးတော့များလားခံမမိခဲ့သေးလားဘယ်လိုဖြစ်လဲဟိုကျမကပေါ့ကျမစီးပွားရေးလုပ်ငန်းဖြစ်တဲ့ခါကျတော့မိသားစုစီးပွားရေးဖြစ်တယ်နိုင်ငံရေးလည်းလုပ်တယ်ဆိုတော့ကျမချောင်းမလို့နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်ပေါ့နော်ဒါကျမသိပြီးသားဖြစ်ပါတယ်လူတိုင်းလည်းသိပါတယ်ရှင်နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်အဲတိုးတော်လဲကျမရဲ့မိကျမနိုင်ငံရေးလုံးလို့ကျမမိသားစုစီးပွားရေးမထိခိုက်အောင်ဆိုပြီးကျမဒိုက်တာလေအဲဒိုက်တာဆိုတာရင်းနှီးမြှင့်နှံမှုနဲ့ဟိုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာကျွန်မတို့ကုမ္ပဏီမိသားစုကုမ္ပဏီနှစ်ခုလေးကနေကျွန်မ2021ခုနှစ်6လပိုင်း22ရက်နေ့ကထွက်ပြီးဖြစ်ပါတယ်။အထွက်ခဲ့ပြီးဖြစ်ပါတယ်။အဲ့လိုထွက်တယ်ဆိုတော့ကျွန်မ share holder တွေကျွန်မ share တွေအကုန်ဆွတ်လုပ်ပြီးသားပြီးကျွန်မဒီအဲ့မှာ share holder လည်းမဟုတ်တော့ဘူး။အဲကျွန်မအဲ့မှာလုံးဝမပါတော့တရားဝင်ပေါ့နော်ဒါလည်းဒါလည်းအစိုးရကပါလဲအစိုးရအစိုးရဦးစီးဌာနပဲလေအစိုးရဌာနပဲဒါနဲ့လည်းဒီဘက်ကပုံရတော့ကျွန်မတို့ပန်းမှာ တောင်းမှန်ဝေးဟိုပါစီးပွားရေးလုံးပေါ့ business လုံးချင်းယူစင်တော့ကကျမနဲ့ကောင်ကြောင့်ဝင်လက်မှတ်ထိုးပြီးယူထားတာဖြစ်တဲ့အတွက်အဲ့ဒါတော့ကျမမပယ်ဖြစ်ထားပါဘူး။ဘန်ချင်းငွေဆိုတာကျမတို့ကအလုပ်ငန်းလေးအကြီးကြီးလုပ်နေတဲ့အခါကျတော့ဘန်ချင်းငွေဆိုတာဟိုနေ့ချင်းညချင်းဖြည့်ရှင်းလို့လည်းရတဲ့ကိစ္စမဟုတ်ပါဘူး။အဲ့ဒါတည်းမျိုးကျမဒီဘက်မှာထိုက်တာမှာတော့ကျမကုမ္ပဏီရဲ့နှုတ်ဖက်ပြီးဖြစ်ပါတယ်။အဲပြီးလို့ရှိရင်ကျမတမီလေးလည်း22နှစ်ပြည့်ပြီဆိုတော့မိသားစုလည်း3ယောက်ပဲရှိတော့ကျမထွက်လိုက်ရင်ကောင်ချုံဝင်းကျန်ထိုက်ကြမယ်ဆိုတော့တမီလေးက22နှစ်ပြည့်ပြီဆိုတော့ကျမပြည့်ပြီးဖြစ်တဲ့အချိန်မှာကျမကုမ္ပဏီလည်းထည့်ထားပါချင်း ဆိုလို့ရှိရင်တားခမြောက်ကကုမ္ပဏီမှာဂျာမီကျွန်မကုမ္ပဏီကထွက်ပြီးဖြစ်ပါတယ်အဲကျွန်မဒါတွေတော့အကြမ်းမြင့်တော့မှန်သိပါတယ်အကြမ်းမြင့်နားနေပါတယ်နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်အဲဒါစီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေမှာဒီလိုပဲပြောက်ကွက်တည်ဆိုတာရှိတတ်တယ်ဒါကိုမင်းခံရနိုင်တယ်ဆိုတော့ကျွန်မသိပါတယ် အတိတ်အတွက်ကြောင့်မို့ကျွန်မတက်တယ်လည်းတော့ပြင်ဆင်ထားတယ်။ဒါပေမဲ့ဖန်ချင်းကိုရတော့မိချင်းရချင်းဟိုဒီဖြည့်ရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး။ကျွန်တော်တို့ဖြည့်ဖြည့်နဲ့မှန်မှန်ဆက်သွားမှာပေါ့နော်။အတိုးပေးထားမယ်။ပြီးလို့ရှိရင်တစ်ချိန်ကျရင်ဒီဒီဒီစီမံကိန်းကြီးပြီးသွားတဲ့အချိန်ကျရင်တိုးရင်းပေါင်းဆက်သွားမယ်။၈နှစ်တန်ဒီ၁၀နှစ်တန်ဒီဆက်တဲ့အချိန်မှာဒါခြေသွားမယ်ပေါ့နော်။တော့ကျွန်တော်တို့အဲ့လိုစီစဉ်ထားပါလိမ့်ရှင်။ကျေးဇူးပါ။ကဲမင်းဆက်ရှင်းမင်းပါ။ဟုတ်ပါပြန်ရရှိရအောင် ကမ္ဘောဇာတစ်ခုလည်းရှိတာပါလားတခြားရှိပါလားသိစရာကမ္ဘောဇာတစ်ခုလည်းပါရှင်ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်ဗောဒီဒီတွင်းဘောဆိုရင်ဟောဒီဘလတ်လောက်များဒီပေးချင်ရဖို့ရှိမှာအဲ့ဒါကျွန်တော်တို့မိသားစုစီးပွားရေး private ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖြည့်ကျွန်မမဖြည့်ချင်ပါဘူးကျွန်မကတော့ပြောပြီးပြီဒီ project တစ်ခုလေးတည်းတကယ်ပြီးသွားရင် US ဒေါ်လာ185သန်းဖြစ်တဲ့အတွက်မြန်မာငွေလို840ဘီလီယံရှိတာဖြစ်ပါတယ်ဆိုလို့ရှိရင်အလောက်ကြီးကြီးလောက်တဲ့လူကဒီချင်းဝင်များများရှိနိုင်ပါတယ်အဲဒါဒီဒါဒါမေးစရာအကြောင်းမရှိပါဘူးရှင်ကျေးဇူးပါ ျွန်တော်ဝေးထားတယ်ပါတယ်ဆိုတော့ကြောက်တယ်ကိုကွတ်ပြီးတော့ကျွန်တော်ထိုးတဲ့တိုက်ခိုက်နေကြတာအဲ့ဒါကြီးဟုတ်အဲ့တော့ကျွန်တော်ကြောက်တာဖြစ်ဖြစ်ပါရှင်ဒီအဲ့ဒါကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်လေးဟိုအမေကမရှိတော့ဆိုရင်အဲကျွန်တော်ရဲ့ပါတီပေါ့နော်အများအားပြောလို့ရှိပါတယ်ဒါဒီဒီနေ့ကျွန်တော်ဒီနေ့နှစ်နာရီမှာကျင်းပမှာတော့ ကျွန်တော်တို့ပါတီရဲ့ဒီရွေးကောက်ပွဲကြေညာစာတမ်းကိုကျွန်တော်တို့ဟိုပေါ့ launch လုပ်တဲ့ပွဲဖြစ်ပါတယ်။နောက်အဲ့ဒီမှာကျွန်တော်တို့ပါတီကရဲ့မူဝါဒအနေနဲ့လုပ်ငန်းလမ်းစဉ်တွေကျွန်တော်တို့ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ရှင်း6ရောက်ပါရှင်းကျွန်မအပါဝင်6ရောက်ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။အတရက်ကိုမိနစ်20လောက်နဲ့မြန်မြန်ပြောကြပါလို့ကျွန်မပြောထားပါတယ်ရှင်း။အဲပြောထားတယ်ဆိုတော့အဓိကကဘာလဲဆိုတော့ဒါ၄ချိန်မြောက်ဖြစ်ပါတယ်။ဒါကျွန်မပါတီကိုပြန်ရောက်ပြီးရွေးကောက်ပွဲလည်းလုပ်တော့မယ်ဆိုတဲ့အချိန်မှာကျွန်မ၄ချိန်မြောက်ဆောင်ရွက်တာဖြစ်ပါတယ်။အဲ့ဒီ၄ချိန်မြောက်မှာ၄ချိန်မြောက်လုံးမှာကျွန်တော်တို့ပြောခဲ့တာကျွန်တော်တို့ပါတီရဲ့မူဝါဒဒီ ရှေ့ဖို့စီကန်းတဲ့အညီဆောင်ရွက်တဲ့မီဒီယာတွေရဲ့အခန်းကဏ္ဍကိုကျွန်တော်တို့ပါတီအနေနဲ့မြင့်တင်ဖော်ထုတ်သွားမယ်ဆိုတာပါတီရဲ့ဖွဲ့စည်းပုံစီမင်းတဲ့အရေးကြီးတဲ့မူဝါဒတရားဖြစ်ပါတယ်ဆို။နောက်အားကြောင့်မို့ဒီနေ့လည်းကျွန်မကိုစိတ်ဝင်စားနဲ့လာရောက်ပြီးတော့တင်ပြယူပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်မအတွက်ကကြတော့ဒီမီဒီယာအနေနဲ့တစ်ဆင့်ပြည်သူလူထုကိုအသိအခံတင်ပြနေတာဖြစ်တဲ့အတွက်မီဒီယာတွေရဲ့အနေနဲ့တစ်ဆင့်ပြည်သူလူထုနဲ့သိချင်အားဖြင့်ပြည်သူလူထုတွေကျွန်မတို့ကိုနားလည်သွားအောင်ပေါ့နော်။အဲ့ဒါလေးပါရှင့်။နောက်တစ်ခု message လေးကျွန်မပေးချင်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်မကလည်း ပြင်းမယ်ဆိုကျမလည်းကော့ကော့ ေးစိစိနေနိုင်တဲ့သူတယောက်ပဲတိုးတော်လဲဘာလို့နိုင်ငံရေးတဲ့ဝင်လာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ရေကန်ကြီးတစ်ခုလို့ထားပါတော့နော်ဒီရေကန်ကြီးထဲမှာနေနေတဲ့ရေတတဝါတွေအကုန်လုံးကစီးပွားရေးလုပ်ငန်းတွေပြည်သူလူထုတွေပေါ့နော်တချို့ကစီးပွားရေးလုပ်မယ်တချို့ကဝန်ထမ်းလုပ်မယ်အစတဖြစ်တချို့ကကိုယ်ပိုင်လုပ်ငန်းတိတ်တိတ်လေးတွေလုပ်မယ်တချို့က NGO INGO မှာလုပ်မယ်တချို့ကဆရာဝန် engineer လုပ်မယ်ပေါ့နော် professional လုပ်မယ်ဘာပဲလုပ်လို့ဒီရေကန်ကြီးထဲမှာရှိကြတဲ့နေကြတဲ့ရေတတဝါတွေအကုန်လုံးစမ်းပါဖို့လို့ဆိုလို့ရှိရင်ဒီရေကန်ကြီးကခြိလှမ်းပြီးတော့မှဒီရေထုတန့်ရှင်းနေဖို့လိုပါတယ် တကယ်လို့ဒီရေထုတန့်ရှင်းနေတယ်ဆိုလို့ရှိရင်ရင်ကြီးရင်ပေါ်လေးတွေမရှိမဲပြီးလို့ရှိရင်ဒီဒီရေထဲမှာနေတဲ့ဒီရေကန်ကြီးထဲမှာနေတဲ့ရင်းနေတတဝါတွေအကုန်လုံးရဲ့ဟိုဟွာပေါ့နော်ဒီတန့်တန့်ရှင်းတဲ့ရေထဲမှာနေရမယ်အစာအာဟာရပြည့်ဝမယ်အဒီရင်းနေရင်းနေတတဝါတွေအကုန်လုံးကျန်းမာမယ်တန်ဆွမ်းမယ်အကောင်ကြီးမယ်အရေးအတွက်များရမယ်ပေါ့နော်အဲဆိုလို့ရှိရင်တိုးတော်လဲအကြောင်းအကြောင်းအကြောင်းတစ်ခုခုကြောင့်ဒီရေကရေထုညှိနှိုင်းသွားပြီဆိုလို့ရှိရင်ဒီဘလောက်ကြီးတဲ့ငါးပဲဖြစ်ဖြစ် ကျန်းမာရေးမကောင်းပါဘူးရှင် ဒီငါးအကြီးတွေတောင်ဒီလိုဖြစ်နေတယ်ဆိုလို့ရှိရင်ဒီငါးသေးသေးလေးတွေပေါ့နော်တာမန်ပြည်သူလူထုတွေပြည်သူလူထုတွေရလဲအဲဘယ်တော့မှကြက်တဲနေကြမလဲဆိုတာကျမတို့ကိုချင်းစာမိပါတယ်။နော်အဲ့ဒါကြောင့်မို့ကျမကနိုင်ငံရေးဝင်နေဆိုတာဒီစီးပွားရေးပေါ့စီးပွားရေးကိုလောက်တာထက်စာလို့ရှိရင်ဒီစီးပွားရေးရဲ့ပေါ့ပတ်ဝန်းကျင်ကြီးပေါ့နော်နိုင်ငံရေးဝန်းကျင်ရှိမယ်စီးပွားရေးဝန်းကျင်ရှိမယ်ဥပမာစီးပွားရေးဝန်းကျင်လို့ပြောရင်စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးနေတာဒီ အဲနေကွင်းနေလို့ရောင်းတာဝယ်တာမကောင်းဘူးရောင်းလို့ဝယ်လို့မကောင်းဘူးဆိုတာဒီနောက်တစ်ခါကျမြန်မာကနေချောင်းမျိုးကားစေးတက်တက်ကြတယ်တော့စသဖြင့်ပေါ့နော်ဒါမျိုးကြီးကိစ္စတွေကဒါပတ်ဝန်းကျင်နဲ့ဆိုင်နေတာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့ကျမတို့ဒီမြန်မာကဝန်းကျင်ကြီးပေါ့နော်လောက်တာကိန်းတာရှိတဲ့စီးပွားရေးဝန်းကျင်ကိုတီထောင်ကျင်တဲ့အတွက်ကျမကိုယ့်စီးပွားရေးကိုကိုကိုအောင်ကျော်လေးနဲ့ထားခဲ့ပြီးတော့မှကျမကနိုင်ငံရေးလောကတွေဝင်တာဖြစ်ပါတယ်ရှင်ဒါအရင်တော့ဝင် day 1 no 1ပေါ့နော်ဒါအခုဒီနေ့မှပြောမိတာကတော့ကျမဘာကြောင့်နိုင်ငံရေးလောက်တာလဲဆိုလို့ရှိရင် လူ့တာကိုင်းသားရှိတဲ့စီးပွားရေးဝန်ကျင်တိဆောက်ခြင်းအဖြစ်နိုင်ငံသူနိုင်ငံသားတိုင်းရောင်းကောင်းဝယ်ကောင်းဖြစ်ပြီးတော့မှအိမ်အောင်စုတိုင်းဝင်ဝင်ရှိပြီးတော့မှကျမ်းပါပြီးတော့မှဟိုဒီအာဟာရပြည့်ဝပြီးကျမ်းပါပြီးတော့မှပညာတတ်တဲ့သားသမီးတွေ မွေးချင်းပြုစုပြောထောင်ခြင်းအဖြစ်နိုင်ငံအနာဂတ်ကောင်းဖို့လို့အတွက်ကျွန်မဒီဒီ youth power ဘက်ရှိနိုင်ငံရေးကိုကျွန်မဝင်လာဖြစ်ပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မို့ကျွန်မတို့ဟိုကျွန်မအများဆုံးပြောပါတယ်ဟိုကြုံရင်ပြောပါတယ်ငားတကောင်ကျင်းစီကစီးပွားရေးတွေကငားတကောင်ကျင်းစီဆိုလို့ရှိရင်ဒီဒီငားတွေနေနေတဲ့ရေကကျွန်မတို့တိုင်းပြည်ရဲ့စီးပွားရေးအဆောက်အုံတိုင်းပြည်ရဲ့စီးပွားရေးဝန်ကျင်ကြီးဖြစ်တယ်။ဒီဟာကြီးကောင်းမှဒီရေတန့်နေမှဒီရေတို့တန့်တန့်ရှင်းနေမှဒီငားတွေက အကျမ်းမာမှာဖြစ်ပါတယ်ရှင်။နော်ကျမတို့လိုဒီလုပ်ငန်းကြီးလုပ်တဲ့သူတောင်မှဒီလိုဟိုဒီလိုအခက်အခဲတွေနဲ့ပေါ့နော်ပြင်ပအခြေအနေတွေကြောင့်မလို့ကျမတို့အခက်အခဲတွေကြုံနေရတဲ့အချိန်မှာအတ္တမပြည်သူလူထုတွေလည်းအခြေခံပြည်သူလူထုတွေလည်းဘယ်လောက်တောင်ခံစားနေရလဲဆိုတာကျမတို့နားလည်ပါတယ်ရှင်။ကျမတို့ပါတီအနေနဲ့နားလည်ပါတယ်။ဒါတွေကိုဖြည့်ရှင်းခြင်းတဲ့အတွက်ကျမရွေးကောက်ပွဲဝင်ရသည်ဖြစ်စေမဝင်ရသည်ဖြစ်စေဒါတွေကိုဖြည့်ရှင်းခြင်းတဲ့အတွက်ကျမတို့နိုင်ငံရေးလုပ်ပါတယ်ရွေးကောက်ပွဲဝင်ပါတယ်။အဲ့ဒါကြောင့်မို့ကျမတို့ဒီလိုဖြည့်ရှင်းခွင့်အဲ့ပြည်ထောင်နေနဲ့ကျမတို့ကိုကျမတို့ပါတီကိုမဲပေးကြပါလို့ကျမမဲဆန္ဒရှင်ပြည်သူလူထုကိုမြစ်တမ်းရက်ခံအပ်ပါတယ်ရှင့် မင်းပါရှင့်ပြောရတာရှိတယ်ပေါ့နော်ဒီကျူတယ်လောက်တစ်ရက်နေပြီးတော့တစ်ခက်တည်းလည်းဘာသာဒီကန့်ကွက်တဲ့သူရှိမယ်လို့စရတယ်ဒါမှမဟုတ်ရှိတယ်ခိုင်တိုင်တာလည်းဖြစ်အောင်ဖြစ်နိုင်တယ်လို့စရတယ်ဆိုတော့အဲအဲ့လိုမျိုးကန့်ကွက်လာကန့်ကွက်တဲ့သူတာကြားလို့လည်းတတ်တူရောဘာလို့ပဲမှဆိုတာဒီစကားနေတဲ့ဖြစ်ခါရှိလို့ရှိတယ်အာမသိပါဘူးရှင့်မသိပါဘူးကျွန်တော်ပြီးမှလည်းကျွန်တော်မစွန်းစားတော့ပါဘူး အဲဘာဖြစ်လို့လဲဆိုကျမဒီအများသားပြည်လူပြည်ပြောတယ်လေဟိုနိုင်ငံရေးအတိုက်ခိုက်များတယ်နော် politics is dirty ပေါ့နိုင်ငံရေးကညစ်ပတ်တယ်ဆိုတဲ့ဟာပေါ့နော်ကျမအဲ့ဒါကိုမယုံကြည်ပါဘူးကျမဖြူဖြူဆင်ဆင်တတ်တတ်ရှင်းရှင်းနဲ့နိုင်ငံရေးကိုသွားမယ်အဲဆိုလို့ရှိရင်ကျမကိုဝိုင်းတိုက်ခိုက်ကြတဲ့သူတွေလည်းကျမတို့ကောင်းသောတုံ့ပြန်ခြင်းနဲ့ကျမအဖြေရှင်းပြီးတော့မှကျမအရှိတ်တက်လာနိုင်အောင်ကျမစူးစမ်းမှာဖြစ်ပါရဲ့ရှင်ဆိုလို့ရှိရင်တိလည်းမတိချင်ပါဘူးတိအောင်လည်းကျမစူးစမ်းမှာမဟုတ်ပါဘူးရှင်